ဒါဖြင့်တရားဆိုတာဘယ်လိုဟာခေါ်တာလဲလို့ဆိုကုသိုလ်ကောင်းမှုလုပ်ဖို့ရစိတ်ဝင်စားနေတာတရားဟန်တာယုံကြည်တာတသက်ပေါ့ဘုခရတရားတန်ခါယုံကြည်တယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်လို့လက်ခံတယ်အဲ့ဒီလက်ခံပြီးတော့ကုသိုလ်ကောင်းမှုလုပ်ဖို့စိတ်ဝင်စားနေတာကိုတတ္တာလို့ခေါ်တယ်ဟုတ်ကဲ့တရားဆိုတာအဲ့ဒါကိုပြောစိတ်ဝင်စားတယ်ယုံကြည်တယ်တရားတရားမိမိစိတ်ထဲမှာဖြစ်လာတာနဲ့တကြိုင်နဲ့ ေးဘာလူရကောင်းမလို့စိတ်ကလူဖို့တန်းဖို့စိတ်ကူးလာလူဖို့တန်းဖို့စိတ်ကူးလာတယ်သီလဆောက်တည်ဖို့ဥပုသ်ဆောင်ဖို့စိတ်ကူးလာတယ်ကမ္မထာအထုတ်ဖို့စိတ်ကူးလာတယ်အဲ့ဒီစိတ်ကူးလေးဖြစ်လာရင်ကိုယ်တဏ္ဍာမှာသရာဖြစ်ပြီလို့သာပတ်ပြီးတော့เนาะအဲ့ဒီလိုစိတ်ကူးမရသေးဘူးဆိုရင်သရာတရားမရှိဘူးလို့ပဲပြောရလူရာတစ်ခုတည်းတယ်မဟုတ်ဘူးเนาะတတ္ထာဆိုတာလူရာတစ်ခုတည်းတယ်မဟုတ်ဘူး ကုသိုလ်ကောင်းမှုမှာစိတ်ဝင်စားလာအခုကြည့်လေတရားပွဲသွားပြီးတော့တရားနာအောင်မှပဲဆိုရင်စိတ်ကူးလေးကဘသူကြောင့်ပေါ်တာတော့တတ္တာကြောင့်ပေါ်တာတတ္တာရှိတဲ့ပုဂ္ဂိုလ်ဟာတရားနာခြင်းနဲ့သူတော်သူမြတ်ကိုစိတ်ကခုမြင်နေတယ်လှူခြင်းတန်းခြင်းနဲ့ဟောတာတတ္တာရှိတဲ့ပုဂ္ဂိုလ်ရဲ့အင်္ဂါ၃ချက်ပဲတရားနာခြင်းဟာ